လောကအတွင်းရှင်သန်နေထိုင်ကြတဲ့လူတွေကြားထဲမှာဒီတရားနှစ်ပါးထွန်းကားနေမှသာအဲ့ဒီလောကဟာတာယာလှပါတယ်လို့ဆိုလိုချင်တာဖြစ်တယ်။ဟီရီဆိုတာမဟုတ်တာလောက်ရမှာရှက်ချင်းနဲ့အော်တပါကတော့မဟုတ်တာလောက်ရမှာကြောက်ချင်းလို့နားလည်ခဲ့ပူပါတယ်။ပါကျုပ်ဆရာတော်ကြီးဥပမာပေးတာကတော့ပိုရှင်းတယ်။ဟီရီနိတိတော်ဒါတခုတည်းကိုပြောလိုက်တာကိုချင်းတရားနဲ့ပတ်သက်လာလို့ရှင်ကိုလုံးနေတဲ့အလုပ်ပေါ်မှာဟီရီနိတိတော် အရှက်တရားနဲ့ထိမ့်ပါလို့ပြောတာနော်အရှက်တရားနဲ့ထိမ့်မကောင်းတာလှုပ်တာကိုမရှက်ဘူးဆိုလို့ရှိရင်အကုန်လှုပ်တတ်တယ်အကုန်လှုပ်တယ်လောကမှာခင်မိတယ်ထင်ပြီးတော့လှုပ်ကြတာတွေလည်းအများကြီးပဲအဲ့တော့အရှက်တရားနဲ့ထိမ့်ရမယ်ဟိရီနဲ့ထိမ့်ရမယ်ဟိရီရဲ့ဩတ္တပရဲ့ဒီနှစ်ခုကိုလောကပါလာတရားလို့ခေါ်တယ်ကိုယ်ကုန်သိက္ခာကိုကိုယ်တမိုးထားတာကဟိရီပဝန်းကျင်ကိုလေးစားတာ အလေးထားတာကဝတ္တကအဲ့လိုက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 ိုလေးစားတယ်ကိုကိုတမို့ထားတယ်ဘဝကျင်ကိုလေးစားတယ်ဆိုရင်ဟိရိယတပံနှစ်ခုရှိမှကိုချင်းသီလဆိုတာဖြစ်တယ်အတ္တဆိုတာအဲ့ဒီကိုချင်းသီလဆိုရယ် morality ဟာဟိရိယတပံကင်းသွားလို့ရှိရင်မဖြစ်နိုင်လူဟာဒီကိုချင်းတရားကြီးယူရင်ပြည့်စုံသွားတတ်တယ် ကိုကျင့်တရားယူရင်ပျက်စီးသွားလို့ရှင်စီးပေါက်သွားတဲ့သဘောပဲလှုပ်ချင်အောင်လှုပ်တာပေါ့အဲ့ဒီလိုလှုပ်ချင်တာလှုပ်ပြီးတော့အပြစ်တွေမဖြစ်ရအောင်ရသော်ဗျာကဟိရိနဲ့တားမြစ်ပါတဲ့ကိုယ်စိတ်လေးကိုကိုမကောင်းမှုအကုသိုလ်တွေကိုမလုပ်မရအောင်ဟိရိနဲ့တားလိုက်ပါအရှက်နဲ့တားလိုက်ပါအဲ့ဒီလိုအရှက်နဲ့တားတဲ့ပုဂ္ဂိုလ်ဟာဘာနဲ့ဥပမာတူတော့ဆိုလို့ရှင်ဒီ အပြောနေတဲ့ပုဂ္ဂိုလ်တယောက်ကိုနှိုးလိုက်သလိုသူဟာအတိတရားတွေဝင်လာပြီးတော့ဟာငါလုံးနေတာတွေမှားနေပါလားအရှက်မဲ့တဲ့လူရက်တွေငါလုံးမိပါလားလို့ကိုယ့်ကိုသိလာဥပမာမယ်ဒီအဗ္ဗဓမ္မမျိုးယိုကောင်းတဲ့မြင်းတစ်ကောင်ဟာဇာဘုတ်ကလေးမြောက်လိုက်လို့ဇာဘုတ်အရေးအောင်လေးမြင်လိုက်ရင်ငါတော့ရိုက်ခံရတော့မှာပဲအရေးမခံရအောင်ငါလုံးပဲဆိုပြီးတော့ ကြာပေါ်လေးကိုကြည့်တာနဲ့အဲ့ဒီကြာမြင်ဟာကိုယ်ကိုပြင့်ပြီးတော့လှုပ်ချိုးစားတော့တာပဲဖြစ်တယ်။အေးအဲ့ဒီသဘောတိုင်ပဲရသော်ဗျာဟိရီနဲ့မကောင်းမှုအကုသိုလ်တွေကိုယ့်ရင်ထဲမှာမရအောင်ထိမ့်သိမ့်လိုက်ပါဆို။ဒါဟိရီလို့ပြောတာဟာသီလနဲ့ထိမ့်သိမ့်ခံလိုက်တာ။သူများတဲ့တတ်ချင်းဆိုတဲ့ပါဏာတိပါဒာထိမ့်နေသူများဥစ္စာ ပတရားယူခြင်းဆိုတဲ့အာရိဏဒါနာထိမ့်နေ။အဲ့ဒါလို့ ိုချင်းတရားပြည့်မဲ့ကိစ္စတွေကိုဟိရိနဲ့ထိန်းလိုက်တာထိန်းလိုက်တော့ကိုယ့်ရဲ့နှလုံးထဲမှာအကုသိုလ်တွေမဖြစ်တော့ဘူးအဲ့ဒါလို့အကုသိုလ်မဖြစ်အောင်ထိန်းပါလို့ဒီလိုဟောတာမစင်ပေနေတဲ့ပစ္စည်းတစ်ခုကိုကင်မလားဆိုမကင်ဘူးဘာလို့မကင်တာလဲဆိုတော့ယုံလို့မကင်တာကိုယ့်စိတ်ကိုယ်ကမကင်ချင်လို့မကင်တာမိအပူပေးထားတဲ့ပစ္စည်းတစ်ခုကိုရောကင်မလားမင်းရင်မကင်ဘူးဒါကြတော့ယုံလို့မဟုတ်ဘူးကင်လိုက်ရင်ကိုယ့်ကိုပုံမှန်ကြောက်လို့မကင်တာ ပြောမယ်ဆိုဟီဒီဒီအတွင်းကဖြစ်တည်လာတဲ့အချက်တရားအော်တပါကအပြင်ပတ်ဝန်းကျင်ကိုစိုးထိတ်တဲ့အကြောင်းတရားလူနဲ့ပတ်ဝန်းကျင်အတွင်းနဲ့အပြင်ဟီဒီနဲ့အော်တပါဒါတွေဟာတစ်ခုနဲ့တစ်ခုအပြန်အလှန်တက်ရောက်မှုရှိနေတာပါလူမှုအဖွဲ့အစည်းရဲ့စံနှုန်းတွေကတလွဲဖြစ်လာတော့တလွဲဖြစ်နေတဲ့လူတွေနေရာပိုရလာတယ်ဒီအခါလူအဖွဲ့အစည်းကလည်းတလွဲပိုဖြစ်လာတယ်အော်တပါတရားပြည့်ရင်တော့ဟီဒီတွေပါ ပြက်လာတယ်အဲ့ဒီလိုလူတွေများလာတော့အော်တပါကပိုပြည့်စည်းတယ် ဒါကြောင့်ကောင်းတဲ့သူကိုချီးမြှောက်မကောင်းတဲ့သူကိုရှုံချရဲလူမှုပတ်ဝန်းကျင်တခုပေါ်လာဖို့လိုအပ်တယ်လို့လူသိတာမသိတာနောက်ကိစ္စကိုယ်စိတ်ကိုကဒါမျိုးမလုပ်ချင်တာကိုယ်အစဉ်တန်းကိုနှိမ့်မပစ်ချင်တာဆိုတဲ့လူတွေမြန်မြန်ရှိနေဖို့ကလည်းတိတ်အရေးကြီးပါတယ်။လောကကိုရှောက်ရှောက်တဲ့တရားတွေပုံမထွန်းကားဖို့လောကကလည်းပြန်လည်ရှောက်ရှောက်ဖို့လိုအပ်ပါလိမ့်မယ်။ဒေါက်တာဖြိုတီဟာ